ိုင်းဘေးကားတော့လည်းလောက်မှတုံးခံဟုတ်ဘေးကားတော့ထဲလောက်မှတုံးခံသောပြီးမဝယ်မိရတော့ဝိဒနာတော့တက်ပြီခုမှတော့သေးရမမီဘူးနဲ့ ඩටුයි රාජ්‍යාවිලේ ඔය tiêu tiêu quên đi quên đi alo hậu hậu kệ hậu kệ ေတနာရောတဏေဝိကွေဘာဖြစ်တော်ကြွားလို့ရှင်ကြာဆိုရနေတော့နော်ဒါတော့တော်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 မြဲနေတဲ့သူမို့လို့ဖြစ်တယ်တော်တော်မြဲနေတဲ့သူမို့လို့ဖြစ်တယ် ရောက်လေလေအဲတော်တော်မြဲနေတဲ့လူမျိုးလို့လည်းဆိုတော့၃ရောက်တက်လာပြီရှာတွေ့ရောရှာတွေ့အောင်လောက်ပါလို့လောက်လိုက်စမ်းပါလို့နော်လောက်လိုက်စမ်းပါဘာဖြစ်ပြန်ပြီလဲတိုင်းရတော့၃ရောက်ကျေးဇူးများကြီးတင်ပါတယ်လို့နော်တယောက်ချင်းစီခုမှဝင်ရတာ तू ကနားနေရတယ်ကြာပြီလေနားနေရကြာပြီသူကကျွန်တော်ပြောသလိုလေခလေးကျမ်းမာရေးကြောင့်စေးသွားပြနေရတော့မစောပြစ်တာချိန်အချိန်နေကြာသွားတာလည်းပါတယ်ပေါ့ခုမှပြန်စောရခုမှပြန်စောရတာဆိုတော့ကျွန်တော်ပြောသလိုပဲပေါ့အမ်ပရီကတ်ကတော့ပို့ရလားမရလားတော့မသိဘူးဖုန်းနံပါတ်ပြောင်းလာလားပို့မြန်ပြဿနာတက်မယ်နော်ဟုတ်လို့လား တဘောတဘောနော်ဘိုင်ပါပို့ပြီမဲတဲ့ဘိုင်ပါပို့ပြီမဲတဲ့အဲ့ရနော်အဲ့လုံးဘိုင်ပါပို့ပြီမဲတဲ့ခွန်ချောင်းကလေနော်ဘိုင်ပါပို့ပြီမဲတဲ့တူတူကြီးတို့မမကြီးတို့ရေကိုကိုကြီးတို့မမကြီးတို့ရေရိုးရိုးမစက်ကမင်းရရင်ဘိုင်ပါပို့ပြီမဲတဲ့ဘိုင်ပါလေးလဲတတိထားဟုတ်တယ်နော်ဘိုင်ပါလေးလဲတတိထားပြီ တချို့က Viber မသိဘူးတချို့က Viber သိတယ်ပြဿနာအဲ့မှာတအားဥမကြီးနေဘာလို့ရရည်ပဲရန်ရန်လုံနေတော့တာဒီမှာတော့အလိမ့်ပိတ်ခံပြီးသွားပြီတချီဟာဟာဖြစ်တာလဲကွာကျရမင်းမယူသွားဘူးလားဗျာအတန်ဘွားလေဘွားရရင် мөн үе таамаг бол тэли юуалэ я Hello. ဟုတ်လေရဲမနှက်ကိုစသင်းမယ်ဟာဘာလို့ပြန်ဆင်းသွားတာတုံးလို့ပြန်မဆင်းနဲ့ပြန်တက်လာကလေးဟယ်လိုဟာတိတ်မကြပါဘူးလေကအများဆုံးကြာမှ၄၅၄၅ရက်ပေါ့ဒါအများဆုံးပဲ အဲအဲ့တော့ကအဲ့ကောင်ကမကျဲဘူးလောလောဆယ်ကပိုးကြနေလို့ပိုးငွေနေလို့အဲ့ကောင်ကတပတ်လောက်တရေလောက်နှက်ရအောင်တရေလောက်နှက်ပြီးမှတရေလောက်နှက်ပြီးမှသူကတရေလောက်နှက်ပြီးမှကျဲမှာနောက်တရေကျော်မှကျဲမှာအကျဲတာမြန်တယ်မမြန်တာကအဲ့ဒီမောင်းပြီးလို့ပိုးတက်ဖို့ပိုးတက်စေးပြန်တာတို့ဘာတို့ညာတို့တာရကာတို့အဲ့အဲ့ဒါတွေကြာမှာ အဲ့ဒါနည်းနည်းသူရက်ရှိရှိလေးထားမှရမှာကိုကအဲ့မှာတပားပိုးပိုးငွေဝါတာနည်းလောလောဆယ်အဲ့မှာနည်းနည်းဟွာဖြစ်နေလို့ဟုတ်ဘူးဒီမှာဘေးလိုက်လွှင့်ဖို့ဘေးမရှိလို့ဘေးဝဲနေရလို့အဲ့ဒါဘေးဝဲနေတော့ message တွေကလောက်ကလောက်နဲ့ဝင်လာတာအဲ့လိုမြင်နေမှာ နောက်ခုကြမှာနောက်ခုကြမှာကျွန်တော်ပြန်ခေါ်လိုက်မယ်လေအဲအဲဟုတ်ပြီ။အော်ကိုကြီးရဲ့မခင်နေစီငါလိုက်က၅လိုက်ထွက်တယ်လူက၈ရောက်တယ်တကယ်ကိုကြီးလည်းဆိုပါဦးတော်ပြီပေါ့နော်ကြည်ရလဲကြာလှပြီဆိုတော့တကယ်တည်းကလူတွေက မေးပြောက်မေးတော့မေးနေလောက်ပြီလေဟုတ်ရမလားမေးတော့မေးနေလောက်ပြီဘာလို့မေးနေလောက်ပြီလဲဆိုတော့နားထတာကဘယ်နှလားဖြစ်တာလဲ6လလောက်ဖြစ်တာ6လကိုလာအနေဆုံးကမကနှစ်ခါလဲကန်နေနေနှစ်ကထွန်းနှုံးပိတ်ကလေးပျောက်သွားတာလေဟုတ်တယ်ဟုတ်တယ်မလား နော်ကဲအဲ့တော့ဘလိုပဲဖြစ်နေဖြစ်နေကျွန်တော်ရဲ့ကိုရီမတွေကဒီလောတဲ့လက်ရှိနေထားရဒီထဲထဲမှာရှိနေသေးတဲ့ကိုရီမတွေကိုတော့ကိုရာကြီးကအထူးတလဲကျေးဇူးတင်ရှိပါတယ်အဲ့တော့ကျွန်တော်ရဲ့ကိုရီမတွေတော့ကိုရာကြီးဒီတစ်ပတ်ရှာဖွေတွေးရှိထားတဲ့ရာဝတ္ထုကလေးတွေရယ်မနှက်ဖြန်သုံးလို့ရနိုင်တဲ့အရေးချင်းရှိတဲ့ဝမ်းကျင်းကလေးတွေရယ်အဲ့အဲ့ဒီပုံစံလေးတွေပေါ့နော်နောက်တစ်ခါကျတော့ကျွန်တော်တကူသူတို့ကနားဆယ်လုံးပုံနဲ့တွားနေတဲ့ပုံစံလေးတွေရယ်ရှင်းပြလို့ရသလောက်ကလေးတွေကိုကျွန်တော်ရှင်းပြမယ် နောက်ပြီးတော့ကြတော့အခုထွက်ထားတဲ့အဆင်လေးနဲ့သူ့ကိုကျွန်တော်တို့ညှော်ပြီးတော့စောင့်ပြီးတော့ဆော့လို့ရတဲ့အဖြေလေးတစ်ခုတွေ့တယ်။အဲ့ဒါကဘာလဲလို့မေးရင်တော့သူကရိုးရှင်းတယ်။ရိုးရှင်းတယ်ဆိုတော့ကဘာရိုးရှင်းတာလဲဆိုတော့54ညီကို6ပြည့်ရဲ့3ညာ6ညီကို6ပြည့်ရဲ့ကိုနှစ်ကိုထွက်ထတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကနက်ခတ်6တဲ့ဒါမှမဟုတ်ရင်ပါဝါ6တဲ့ဒါဆိုတော့နက်ခတ်6ရဲ့နော်ကျွန်တော်တို့က81ဆိုတဲ့ခဏနဲ့6မယ်ပါဝါ6ဆိုရင်နော် 82ဆိုတဲ့ကဏ္ဍနဲ့ကိုးမယ်ဟုတ်ပါနော်ဒါကအဲ့ဒီကိုးလေးကိုကြိုင်းနှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ကိုယ်ဒီမတွေကထိုးထားလို့ရတယ်အဲ့ဒါကထိုးထားလို့ရတယ်ဆိုတော့ဘလို့ထိုးထားလို့ရတာလဲလို့မေးရင်ရိုးရှင်းတယ်ကျွန်တော်ကတော့ကျွန်တော်ခံမထားတာတနေ့နာနေ့မထွက်ဘူးဆိုရင်အင်္ဂါနဲ့ဗုဒ္ဓဘူးမှာမဖြစ်မနေကိုးလိမ့်မယ်လို့ကျွန်တော်ကတော့ခံမနေပြီဟောအကိုရေးတဲ့နောက်တွဲလေးပြောပြပါတဲ့မင်္ဂလာပါဟုပြောထားသည်တဲ့ကျေးဇူးများကြီးတင်ပါတယ် ဟုတ်ပါနော်ဒါသူတို့ရှင်ကျွန်တော်ကတော့အဲ့ဒီကိုးကိုတနေ့နာနေ့မှာမကိုးဘူးဆိုရင်အင်္ဂါဘုရဟူးမှာကိုးမှာဟုတ်ပါနော်တနေ့နာနေ့မှာမကိုးဘူးဆိုရင်အင်္ဂါဘုရဟူးမှာကိုးမှာကိုးခဲ့ရင်လေကျွန်တော်ပြောတဲ့နှစ်ကိုးနဲ့ဟာတကိုးမဖြစ်မနေကိုးလိမ့်မယ်ဟုတ်ပါနော်အဲ့တော့ကိုးသုံးကိုးပဲခေါ်မလားကိုးလေးကိုးပဲခေါ်မလားဟုတ်နော်အဲ့တော့ဘယ်လိုပဲကိုးကိုးပါအဲ့ဒါမှကိုးခြင်းလို့ကိုးပေါ့နော် ော့ကိုကျင်တို့ကိုဆိုတော့ကျွန်တော်ကတော့အဲ့နှစ်ကိုအဓိကထားပြီးတော့ကျွန်တော်ရဲ့ကိုဒီမားတွေဘလို့ပုံစံမျိုးနဲ့ပဲဆော့ဆော့တတိတရလေးနဲ့ထားပြီးတော့ထဲထိုးသေးခြင်းနဲ့ဒါကြောင့်မလို့သူက82 9 87 9ဘာဖြစ်မလဲမအားနဲ့အားရမလို့ဒဲကြီးပဲချထိုးကြာလို့အာယုံနောက်တယ်ဟုတ်နော်ခမတန်နေကိုဓမ္မမဟုတ်ရင်87 9အဲ87 9ကလည်း8ထိတ်နဲ့ ကိုခိုင်းတာကကိုခိုင်းခြင်းလို့ကိုခိုင်းတာတော့မဟုတ်ဘူး။ तू ကထုံးစံရှိတယ်လေ။ရှစ်တုံညာထိတ်စည်းကျွန်တော်တို့ရှစ်တုံညာထိတ်စည်းကိုဗုဒ္ဓဘူးမကျော်ခေါ်ထားတာဆိုတော့ရှစ်ထိတ်နဲ့ဗုဒ္ဓဘူးနေ့အထိကိုကျွန်တော်တို့က87ပေါ့။အဲ့ဒါမလား။အဲဗုဒ္ဓဘူးနေ့အထိကို87 82ကကြတော့ကျွန်တော်ကနှစ်နောက်ဘက်ကိုကြိုက်လို့ရွေးခြင်းဖြစ်တယ်။ဟုတ်ပါနော်။နှစ်နောက်ဘက်ကိုရွေးခြင်းဖြစ်တယ်။ဒါကြောင့်မလို့နှစ်နောက်ဘက်နဲ့ ်82ခေါ်ရိုက်တာအေးရတယ်အဲ့တော့ရှစ်ထိန်းနဲ့ဆိုရင်တော့81ဗုဒ္ဓဖူးမကျော်က83ညနောက်တွဲမပြောက်ကနန်းကဘာလဲလို့မေးရင်တော့2360ဟုတ်ပြီနော်နောက်တွဲမပြောက်ကနန်းက2360 2360ဆိုတော့ကျွန်တော်အဲ့ကိုညီမတွေက2360ဆိုတဲ့နောက်တွဲမပြောက်ကနန်းလေးနဲ့ဆော့မလားဆော်လို့ရတယ်နော်အဲ့တော့2360မှာဆိုရင်ကျွန်တော်တို့က80နှစ်ဆိုတဲ့ကဏ္ဍကိုအတွဲလိုက်ယူထားတာဒါကနောက်တွဲမပြောင်းကဏ္ဍကပြီးခဲ့တဲ့ပွဲကတုန်းကကြတော့ လက်ရှိနေထားရမှာဟုတ်ဘယ်လိုကြီးလားဒီလိုကြီးလားဘာဖြစ်တယ်မသိဘူးလိုင်းရစုပ်ချင်တယ်လို့ပြောနေဟဲ့လားဟမ်လွှင့်ရတာကြီးပြောလို့ရလားဒါရင်လေဒါကြောက်ဝင်အဲ့လိုဟိုးရပါလေဒီ32 33 34 32 33 34 35 66 68 69 ကျေးဇူးများကြီးတင်တယ်နော်ဟွန်းကိုးတယ်ကျေးဇူးများကြီးတင်ပါတယ်အဲ့ဒါလောက်ရှိသေးတယ်ကျေးဇူးပါလို့တင်လေ లైవ్ မရနိုင်ပါဟုတ်ကြရမြရမြရနေပေါ့နော်ကဲဟုတ်ပြီနောက်တော့မပြောက်ကနားက2 3 6ခွန်ဘုရဟုမကျော်ဗရိတ်က3 4 6ဘုရဟုမကျော်ဗရိတ်က3 4 6 ဟုတ်ပါနော်ဗုဒ္ဓဘူးမကျော်ပရိတ်က3 4 6ကျွန်တော်ရဲ့တပွဲလုံးစာပတ်တီးက2 5 8 9 9ပတ်တီးဒီဗုဒ္ဓဘူးမကျော်ဟုတ်ပါနော်ရွှေဘူပတ်တီးပါလဲမေးရင်6ဟုတ်ပါနော်ရွှေဘူပတ်တီးပါလဲလို့မေးရင်6ဖြစ်ပါတယ်ကျွန်တော်တို့8 3ညာထိပ်စည်းကကျွန်တော်တို့ခေါ်ထားတဲ့အတိုင်းပင်အတိုင်းသွားမယ်ဆိုရင်တော့ကျွန်တော်ရဲ့အတိုင်းပင်အရဆိုရင်တော့သူကဗုဒ္ဓဘူးနေရနောက်ဆုံးထားပြီးတော့8 3ညာထိပ်စည်းကိုအဓိကထားရိုက်တယ် သူကတုံညာထိတ်တော့မဟုတ်ရှစ်ထိတ်လို့နှလုံးထဲကတလုံးဆင်းခဲ့တယ်ဆိုရင်နဲ့ဒီတစ်ဘက်ကကြတော့ကြံတလုံးကိုနောက်ဝိတ်ပို့လိမ့်မယ်လို့ကျွန်တော်တို့ခံမှန်းနေပြီဒါကြောင့်မလို့ရှစ်ထိတ်လို့ဆင်းလိုက်ရင်ကြံတဲ့တလုံးကနောက်ဝိတ်ဖြစ်မှာပါတကယ်လို့တုံညာထိတ်လို့ဆင်းလိုက်ရင်ရှစ်တလုံးကနောက်ဝိတ်ဖြစ်မှာပါကဲဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ကိုရီမာတွေကိုတိုင်းတို့ရဲ့မူလဝမ်းကျင်းစီဘာလဲဆိုရင်45လက်တဲ့ဝမ်းကျင်းစီ20ဟုတ်ပါတော့ခုနကျွန်တော်ပြောခဲ့တဲ့အရာဝတ္ထုကလေးကိုမမေ့ပါနဲ့ကျွန်တော်ပြောခဲ့တဲ့အရာဝတ္ထုကလေးကတေချာတလောင်းရှိတယ်ဖြစ်နိုင်ဘူးလေ အားတော်တော်ကိုများတယ်ဒါကြောင့်မလို့82နဲ့81ဆိုပြီးတော့ကျွန်တော်ကိုဒီမားတွေကိုကိုတိုက်ကရွေးချယ်ပေးခဲ့တာအဲ့တော့အဲ့ဒီဖုန်းနံပါတ်ကလေးကကြတော့265 264 865ဟုတ်တယ်နော်265ဟော256မှာတော့လေ256 264 865အဲ့ဒီဖုန်းနံပါတ်ကမလွင်တာလဲတော်ကြားနေပြီလေဟုတ်တော့မှာမလွင်တာလဲကြာပြီဆိုတော့ကျွန်တော်ကိုဒီမားတွေနားထားတဲ့ပုံစံလေးတွေကအများကြီးကြာမြင့်ခဲ့ပြီဘေဒီအားကတူ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 တယ် အဲ့တော့ကျွန်တော်ရဲ့ကိုဒီမားကြီးကျေးဇူးအများကြီးတင်ပါတယ်အခုဝင်ရောက်ကြည့်ရှုတဲ့ကိုဒီမားကကိုရိုင်းကြီးပြောခဲ့တဲ့ဟာလာနောက်တွဲမပြောက်ကနန်းက236ခွန်ဘော်ဖူးမကျော်က346ပရေဟာဗနော2589ကတပွဲလုံးစာပတ်တီ29ပတ်တီဒီဘော်ဖူးမကျော်ဒါလေးတွေကို comment မှာမန်းပေးပါကြီးရေးပေးပါလို့ကျွန်တော်ကတော့ဒီနေရာကနေမြေတားရက်ခံခဲ့ခြင်းနဲ့အဲ့တော့မူလဝန်းကြီးဒီ45လက်သက်ဝန်းကြီးဒီ20ဟာဗနော် အဲ့တော့၃ည၈ထိပ်စီကိုကြိုက်တဲ့ကူမများက၃ည၈ထိပ်ဒီကျွန်တော်မှန်းထားတာမမှားဘူးတကြတယ်ခမန်းကြီးကျွန်တော်ယူထားတယ်ကျွန်တော်ရဲ့၃သက်ချက်အရာဆိုရင်တော့၃ည၈ထိပ်စီဖြစ်ပါတယ်အဲ့တော့၃ည၈ထိပ်စီမှာဗိုလ်တော်ဘူးနေ့အထိကိုနောက်ဆုံးထားပြီးတော့ကျွန်တော်တို့ကဆော့လို့ရတဲ့အတွဲထဲမှာပါတာဖြစ်တယ် ဒါကြောင့်မလို့တုံညာထိတ်ကြိုက်တဲ့ကိုမများကတုံညာထိတ်နဲ့ဆော့လို့ရတယ်ရှစ်ထိတ်ကြိုက်တဲ့ကိုမများကရှစ်ထိတ်နဲ့ဆော့လို့ရတယ်ကျွန်တော်ကတော့ပြောခဲ့တယ်လို့ပဲကျွန်တော်87ဆိုတဲ့ကဏန်းကိုဘာလို့အဲ့တူပုံစံမျိုးနဲ့ရွေးခဲ့တာလဲ82ဆိုတဲ့ကဏန်းကိုဘာလို့အဲ့တူပုံစံမျိုးရွေးခဲ့တာလဲလို့မေးရင်ကြတော့82သည်သူ့ရဲ့လက်ရှိအနေထိုင်ကမူရင်းသွားရင်အဲ့ဒီပုံစံအတိုင်းဖြစ်တယ်နော်အဲ့ဒီပုံစံအတိုင်းဖြစ်တဲ့အားကြောင့်မို့လို့96မှာ54 9နဲ့39 9 ဆိုပြီးတော့ကိုနှစ်ကိုကြားခဲ့တာညီကိုကိုကြီးပဲကြားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကပါဝါကိုသုံးဟုတ်နက်ခကိုဆိုပြီးကျွန်တော်ကတော့အဲ့လိုသုံးတတ်တယ်ဒါကြောင့်မလို့ကျန်တဲ့ကိုတစ်ခွက်ကတော့ဘာရှိတယ်လို့လဲဟုတ်တယ်မလား63ဆိုတဲ့ကနန်းတစ်ခွက်ပဲရှိတော့တာလေအဲအတော့ तू ကကျွန်တော်တို့ကကြံခဲ့တဲ့ပွဲရထွက်ထားတဲ့ပုံစံနေထားလေးကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်စန်းနိုင်တမင်းနဲ့မှာဆိုလို့ရှိရင်တဲ့ သူရဲ့၃သက်ချက်ကပေးထားတာကတနေ့နာနေ့မှ6ထိပ်အင်္ဂါနေ့မှ2ထိပ်ဗုဒ္ဓဘုနေ့မှ3ထိပ်ကျသာပတိနေ့မှ9ထိပ်တောက်ကြနေ့မှ9ထိပ်ဒါဆိုရင်ကျွန်တော်တို့ညနေပိုင်းတချမ်းကိုပြန်ယူမယ်ဒီတိုင်းပဲဟုတ်ပါတော့တိုင်းပဲဒီပုံစံအတိုင်းနဲ့တိုင်းရမကောင်းပါဘူးကျွန်တော်သူကျုံကုန်နော်ဘယ်နဲ့ဟုတ်ကဲ့ ကဒါဆိုလို့ချင်းကျွန်တော်ရကိုရီမတွေကိုကိုရိုက်ကအဲ့ပုံစံမျိုးလေးနဲ့ကိုးခဲ့တာဖြစ်တယ်။ဒါကြောင့်မလို့တခြားကနားနဲ့ကိုးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ကကြိုက်သွားပြီရတဲ့။81မဟုတ်ဘူး82 72 72 72 72နဲ့81 81နဲ့အဲ့ဒီကိုးနှစ်ကိုးဟာဗနသူကအပေါ်မှာညီကို39ညီကို54ညီကို69ချအဲ့ဒါအစင်လိုက် hai mẹ chưa gì mà con này rồi thế gần nhiệt ok Ồ, con cháu trước của tôi giao mà, đúng không? မရဘူးမှာလိုက်လွှင့်နေရဘူးလို့อืมလွှင့်နေလွှင့်နေကူးလွှင့်နေနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါငါစောဒီအေးမှားတာပါမှားသွားလို့ပါကောကျင်းနေဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်8 1ရယ်7 2ရယ် ဲ့ဒါကရိုးရိုးရှင်းရှင်းလေးပဲဘာလို့နှစ်နောက်ပိတ်ခေါ်ရိုက်တာလဲလို့မေးရင်လည်းကျွန်တော်ကထက်ရှင်းအောင်မယ်ကြံခဲ့တဲ့ပွဲကတော့မှသူ့အိမ်မှာတော့ထားလိုက်တော့သူ့ရဲ့ပုံမှန်ပေးထားခဲ့တဲ့ပတ်တီးက2-5ထိပ်စီ2-5ထိပ်စီဆိုနှစ်ထိပ်ကော5ထိပ်ကောနှစ်ချက်သလုံးရိုက်တယ်ဒီတစ်ပတ်ပြန်လာလို့ရှိရင်နှစ်အပိတ်5အပိတ်လို့ပြန်ဝင်ပေးရမှာအဲ့ဒါကိုကျွန်တော်ကမြင်တော့အခုလက်ရှိ6လို့ခေါ်ပြီလဲဆိုတော့82ဆိုတဲ့ခဏနဲ့6လိုက်ချင်းဖြစ်ပါတယ် ဟုတ်နော်အဲရှစ်ကတော့38ထိပ်စီကဗုဒ္ဓဖူးမကျော်ခေါ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့81လို့ကျွန်တော်ကခေါ်ရိုက်လိုက်ခြင်းဖြစ်တယ်ဒါဆိုလို့ရင်ကျွန်တော်ရဲ့ကိုဒီမတွေကအဲ့ဒီပုံစံလေးတွေကိုသုံးမယ်ဆိုရင်ထပ်ပြီးတော့သုံးဒါလေးကိုကိုထဲဖုံးပွေမရောက်သေးဘူးတဲ့ဟာဖုံးပွေလူချင်းတို့ လိုင်းရမကောင်းရလဲကြားတယ်ဒီမှာဘုံမင်းအောင်လွှဲမြားဒီမှာတော့ဘာမှလဲထိုင်တယ်တွေ့ရမတရားလွှဲမရဘူးလွှဲဖို့တော့သာထားလို့ဟင်းဘာရမလဲသေးသွားမယ်သေးသွားမယ်မသေးမရှင်စမ်းငယ်စမ်းငယ်ဖြစ်သွားမယ်အဲ့တော့ကျွန်တော်တခုထပ်ပြောခဲ့အောင်မယ်မွေးကနားနောက်တစ်ပတ်ကြာရင်အဲ့ထက်အကူတွေမရရမယ်ဒီဘက်ကတော့မရတော့ဘူး ောက်တစ်ပတ်ကျရင်မွေးကနန်းရမယ်မွေးကနန်းရပြီဆိုရင်မွေးကနန်းကလကားမရဘူးမွေးကနန်းပတ်သက်နေသွားမှာเนาะအဲ့တော့ကျွန်တော်ကျွန်တော်ကပြောကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲเนาะလွှဲပေးမှာလားတဲ့လွှဲပေးမှာလိုင်းကောင်းရင်လွှဲပေးမယ်เนาะအဲ့တော့မွေးကနန်းကလကားမရဘူးပတ်သက်ပေးမှရမှာပတ်သက်ပေးမရဘူးဒါပေမဲ့မနှက်ပြန်လာမလွှဲနဲ့လက်မခံဘူးတခါတည်းပြောရခဲ့တာဟုတ်ပါတော့ကျွန်တော်နေတိုက်ကနေတိုက်ပဲ အဲ့တော့နေတိုက်ယူပြီးဆိုရင်လည်းတဲ့နေတိုက်ကတာဝန်ကြီးလေးတော့ကျွန်တော်ရဲ့ကိုဒီမားကြီးလှုပ်ဆောင်ပေးပါလို့ကျွန်တော်ကဒီနေရာကရင်ထပ်ပြီးတော့ပြောခဲ့မယ်။ဘာဖြစ်လို့လဲလို့မေးရင်တော့မွေးကနန်းထိုးပြီးတော့မွေးကနန်းကမပေါလို့နေတိုက်အတွက်ခြေရဲဆိုတဲ့ပုံစံမျိုးတော့လာမတုံးနဲ့မရဘူး။ဟာဗျာနော်မွေးကနန်းကြလေကျွန်တော်ရဲ့ကိုဒီမားကြီးကဒါပဲလေ။ဟုတ်တယ်မလား။အဲ့လိုပုံစံမျိုးလေးတွေမဖြစ်အောင်တခါတည်းကူးတဲ့ကအခုရှုပ်မှနောက်ရှင်းရှင်းအောင်တခါတည်းပြောကြခဲ့ခြင်းဖြစ်ပါတယ်။ ဖုန်းနံပါတ်ပေးရမှာလားတဲ့ yes ဟုတ်ပြီနော် okay တယ်နော်အဆင်ပြေအောင်တော့တစ်ခါလေးပြောရခဲ့တာမွေးကနန်းကမွေးကနန်းလိုင်းသွားမယ်မွေးကနန်းလိုင်းသွားတဲ့ခါကျတော့လေမွေးကနန်းကကျွန်တော်တို့ပတ်ဆံပေးပြီးယူထားတာဖြစ်တည်တဲ့ကြောင့်မို့လို့မွေးကနန်းထွက်လာရင်ခေါင်းကပေးရမလို့တော့ရိုးရှင်းရှင်းပဲနေ့တိုင်းထွက်လာပြီဆိုရင်တော့ပေးရမယ်မပေးလို့မရတစ်ခါလေးပြောတယ်ဟုတ်ပြီနော် အဲအဲ့ဒီထဲထဲမှာမှကံအားလျော့စွာနဲ့မွေးကနန်းနဲ့နေတိုင်းနဲ့များထတိုက်ပြီးတော့ပါခဲ့ရင်တော့ကျွန်တော်ရဲ့ကိုယ်ဒီမှဒီကုသကံတရားပေါ့နော်။ဩအင်ပါ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 ။မလုံနဲ့လေတို့ No? ကျင်းနေလားကျင်းနေလားကျင်းနေဖို့လိုအပ်တယ်မကျင်းနေတာတော့မတတ်နိုင်ဘူးကျွန်တော်ကိုရီမလေးကိုကျွန်တော်ကတခါလဲပြောခဲ့ပြီးသားရိုးရိုးရှင်းရှင်းပဲနေတဲ့ကနေတိုက်တကန်ကအဲအခုပြင်းကပြောတဲ့ဗါတဲ့256 264 865အဲ့ဒီဖုန်းကဗိုက်ပါရရင်ဗိုက်ပါကဟိုင်းတာကြောရိုးရိုးဖုန်းမဆက်ကလည်းပို့ကြည့်မယ်ပို့ကြည့်လို့မရောက်ရင်ဟိုကထပ်လောက်ပြီးမယ် ဗိုင်ဘာကနေပို့မယ်နော်อืมရောက်လာတယ်ရောက်တယ်မရဘူးမင်းခွာချင်ကြားထားလဲမရဘူးတွေ့ခုနဘက်ပါတဲ့ရတယ်ရရရโอเคโอเคလွှဲပြီးအဲပို့အားကုန်တော့မယ်ပြောမလောက်နေလေမရဘူးတဲ့24နာရီကြီး ါဘူးတဲ့86စက္ကန့်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ရဲ့ကိုဒီမားဒီအားလုံးပဲစိတ်ကြံတဲ့ရင်ကိုကြောင့်ရင်းနဲ့နှစ်ဖက်သောသူကပြည့်စုံရင်လူရေးဆန္ဒတစ်လုံးတစ်ဝိုက်ပြည့်စုံကအဲ့တော့မနက်ဖြန်မှာအကောင်းဆုံးနေ့တိုင်းကနေလေးနဲ့အောင်မြင်မှုတရက်ဖို့ရရှိပါစေလို့ကျွန်တော်ကိုထိုင်ကြီးကတော့သုမကောင်တောင်းခဲ့ပြီအဲ့တော့ကျွန်တော်ရဲ့ကိုဒီမားဒီကအဲ့ဒီ26ကဟုတ်တယ်နော်96 96 96 4 ခွချောင်းကအဲ့ဒီဖုန်းနံပါတ်ကလေးမှာဟိုင်းထားဗိုက်ပါသုံးမဟုတ်ရိုးရိုးမတ်တက်ကနေပို့ပေးပါလိမ့်မယ်လို့နော်အခုမှအလုတ်ပြန်လှုပ်ချင်းဖြစ်ပါတယ်နောက်တစ်ပတ်ကိုမွေးကနန်ရအောင်ကျွန်တော်လှုပ်ပေးပါမယ်ဒီတစ်ပတ်ကတော့မွေးကနန်မလှုပ်ပေးတော့ဘူးတော့ဟောကျေးဇူးအများကြီးတင်တယ်နော်ကျွန်တော်ရဲ့ကိုဒီမားကြီးအခုလို့ဝင်ရောက်အရှုအားပေးတဲ့အတွက်ဘာလို့ဝင်ရောက်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်တာလဲလို့မေးရင်ဒီကောင်က အတော်ကြာမြင့်နေပြီလीမသုံးမဲနေတာဟာမကိုးလားလောက်ဆယ်လားလောက်ဖြစ်သွားတယ်ခုမှပြန်ပြီးသုံးတာဖြစ်တဲ့တွေ့တာခုလိုဝင်ရောက်ကြည့်ရှုအားပေးတဲ့အတွက်ကျွန်တော်အကူဒီအမတွေကိုအားလုံးကိုဒီဥရယောက်ချင်းချင်းထူးတယ်လေကျေးဇူးတင်ရှိပါတယ်အဲ့တော့မနာပြန်နေတိုက်ကနန်းလေးကိုလိုချင်ပါသေးတယ်စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်အကူဒီမတွေကအဲ့ဒီဖုန်းနဲ့တော့ကလေးမှာယိုယိုမက်ဆက်သုံးဖို့ဖုန်းဗိုက်ပါကနေပို့ပေးပါလိမ့်မယ်လို့ကျွန်တော်ကိုရိုင်းကြီးကဒီနေရာကနေဒီခါလေးပြောခဲ့မယ်အဲ့တော့မနက်ဖြန်ဆန်းနေတဲ့မိနစ်ကလည်းညနေ၄:၃၀အထိမဟုတ်ဘဲ ဗုဒ္ဓဟူးနေ့အထိကျွန်တော်ရဲ့ကိုယ်ဒီမှာဗုဒ္ဓဟူးကြတာဗရိနေ့အထိထိုးလို့ရတဲ့82 82ဆိုတဲ့ကဏ္ဍကိုကျွန်တော်ကအခုတည်းကကြိုတင်ပြီးတော့ဘူကေရိုက်ထားခဲ့တာဖြစ်တယ်။နေ့တိုင်းကလေးတွေကိုတော့ကျွန်တော်ရဲ့ကိုယ်ဒီမှာကို9:30ဈေးထွက်ပြီးတာနဲ့ကျွန်တော်ရဲ့အကူဒီမှာကို home message ကနေပြန်လဲပေးပို့သွားမှာဖြစ်တယ်။ဒါကြောင့်မလို့လူချင်းသေးတဲ့စိတ်ဝင်စားတဲ့ဆိုတော့ဟိုင်းထား။အဲ့တော့နေ့တိုင်းကျွန်တော်ရဲ့ကိုယ်ဒီမှာကိုဟိုအန်ချင်းအဖြစ်သုံးလို့ရတဲ့အနေထားကိုပြောပြပေးထားခဲ့တာကကိုရိုက်ရဲ့မူလဝန်ချင်းစီ54လက်သက်ဝန်ချင်းစီ20 အခုနော်ဒါကြောင့်မလို့လက်သက်ဝမ်းကြီးကြိုက်တဲ့ကုမာမြတ်ကလက်သက်ဝမ်းကြီးကိုတုံးနေတဲ့94အချင်းကြိုက်တဲ့ကုမာမြတ်က94ကိုကင်တုံးကျွန်တော်ကတော့ကျွန်တော်ရဲ့ကိုရမတွေကိုဒီဝမ်းကြီးနှစ်ချင်းနဲ့ကျွန်တော်တို့930စီထွက်လာတဲ့အတွဲလေးနဲ့ကြည့်ပြီးတော့သုံးပြီးတော့ကျွန်တော်ရဲ့ကိုရမတွေကိုပေးပို့သွားမှာဖြစ်ပါတယ်မင်္ဂလာပါဟုပြောထားသည်တဲ့တေးသူများကြီးတင်ပါတယ်ကဲအားလုံးပဲတက်တာ